ဆိုင်ရယ်စစ်လေးတွေရတဲ့အတွက်ကျမဘာလုံးမှမလုပ်ပဲနဲ့တရက်ကိုဝင်ငွေအနည်းဆုံး9000ရတယ်။နော်ဘာလုံးမှလုံးချောင်မလို့ရကျမဝင်ငွေ9000ရတယ်။ဟောဆိုင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ range လုပ်ပေးသွားဖြစ်ပါတော့ကြောင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်။မြန်မာပါမျိုးတွေတပုတ်နိုင်ငံကြီးအမြဲတမ်းရှုပ်ထွေးပါတယ်။ဟာရှေ့အရင်ရက်တည်းကဆိုရင်ကျမအော်အရင်တောင်နဲ့ပြဿနာတက်တာပေါ့နော်။ဘွားတောင်နဲ့နိုင်ငံခြားဘွားတောင်နဲ့ဒီထောင်ပါလိမ့်မယ်။ ဲ့ဒီအရေးဆိုလို့ရှိရင်လည်းအယုံဆုံးကျွန်မတို့ပြောတာပေါ့နော်အာကျွန်မဘုန်းကြီးကြောင့်မနေရတို့ဓမ္မယုံမနေရတို့ဘုန်းကြီးနေညာရတို့ night club ကပါလေပူစီလို့စားလေးပြန်ပြောတယ်ကျွန်မသင်ခံလိုက်တယ်ကျွန်မပြန်မပြောဘူးနောက်ဆုံးသူကကျွန်မတို့ဒီပြဿနာမဖြစ်ပြန်ပြီးဖြေရှင်းပါပြန်ရှင်းပြန်ပြီးဖြေရှင်းရမယ်ဒီပြဿနာနဲ့ရှင်းရမယ်ဆိုပြီးပြောတဲ့အတွက်ကျွန်မပြန်ပြီးဖြေရှင်းလိုက်တယ်။ဆိုတော့ပုဂ္ဂိုလ်ရဲ့ပြဿနာကကျွန်မအမြင်နဲ့ပြောလေတခုရှိရယ်ကျွန်မကိုမကြိုက်ဘူးလားရှာတယ် ကျွန်မကိုမုန်းလာချင်ကျွန်မကိုမချိုက်လို့ရှိရင်ကျွန်မကိုမုန်းလို့ရှိရင်ကျွန်မပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေအမှားကိုရှာဆွဲထုတ်ပြီးနိုင်ငံရေးလို့ပြန်ချေပါအဲ့ဒါဆိုရင်ရှင်တို့အတွက်ကောကျွန်မတို့အတွက်ကောကြည်နေတဲ့လူတွေရောနားထောင်နေတဲ့လူတွေအတွက်ငါသူတပါအကုန်လုံးတွေ့ကြရှိရယ်ဥပမာကျွန်မအခုအမြင်နဲ့ပြောလေပြောထားရှိတာဖက်ဒရယ်ဘာလို့လဲလက်ရှိမှာအကုန်လုံးအဖက်ဒရယ်ဖက်ဒရယ်ဖက်ဒရယ်နေတဲ့အတွက်ကျွန်မဖက်ဒရယ်အကြောင်းပြောရဲအမျိုးသားတပ်တို့ခွင့်ကိုပိုင်ပြဋ္ဌာန်းခွင့်လွတ်လပ်ခွင့်ဖက်ဒရယ်ရဲ့အနှစ်သာရတွေကျွန်မပြောတယ်နောက်တစ်ခုကျွန်မ social contract အကြောင်းပြောရဲ ပုံမှန်65နဲ့ဆက်ဆက်ပြီးကျမ limited ကဘာမှန်းအကြောင်းကျမအမြဲပြောလို့ရှိရင်ဆိုတော့ကျမမကြိုက်ဘူးလားရှာကျမမုန်းလားရှာကျမမကြိုက်ကျမမုန်းရင်ကျမလည်းမဖြစ်ချင်ကျမတိုက်ခါချရင်ကျမပြောတဲ့နိုင်ငံရေးအကြောင်းအရာတွေပေါ့ကျမပြောတဲ့ federal အကြောင်းကျမပြောတဲ့ limited ကဘာမှန်း social contract popular sovereignty နော် republic အဲ့ဒီဥစ္စာတွေကိုနိုင်ငံရေးလို့တစ်ချက်ချင်းတစ်ချက်ချင်းပြန်ခြေပလိုက်အဲ့ဒါဆိုရင်ရှင်တို့လက်သိခါရှိတယ် ပြောရတဲ့လူတွေနားထောင်တဲ့လူတွေလည်းငါးသူတစ်ပါးအကျိုးရှိတယ်။အဲ့ဒီလိုမျိုးမဟုတ်ပဲနဲ့အရင်ကဖတ်မရရင်ငါးသူတစ်ပါးအကျိုးမရှိရရင်ကျမကမပြောနဲ့ကျမနားရမထက်။နော်အရင်တစ်ခါအဲ့ဒီအရင်နဲ့ပြဿနာတက်တယ်ကျမပြောခဲ့တဲ့အကြောင်းရပေါ့။လက်ရှိမှာလည်းပြဿနာပေါင်း1600လောက်လာကြတယ်။ပြဿနာရဲ့ဈေးနဲ့စာကိုကျမပြောမယ်နော်။ကျမကိုအတော်ကြီးတယောက်ကပုံကိုရရလာတတ်ခဲ့တယ်။ကျမအဲ့တော့ तू ကကျမရဲ့ကိုစော်ဖုံးရင်ကိုလည်းပြောတယ်။ကျမ तू ပြောတာအသေးပေးလိုက်တယ်ကျမဘာမှပြန်မပြောဘူးဒီခံလိုက်တယ်။ အင်းကဂျပန်ကအဖွားတယောက်ပြောတယ်ကျွန်မသိခံတယ်အခုမြန်မာပြည်တွင်းကတော်တယောက်ကျွန်မကိုပြောတယ်ကျွန်မသိခံတယ်ကျွန်မဘာလို့သိခံလဲကမ္ဘာအကောင်းဆောင်ဖြစ်တဲ့အမေရိကန်သမ္မတရိုနယ်ထရန့်နဲ့ဂျိုးဘိုင်နန်တို့မှချက်ထည့်လို့ရှိတယ်လို့မောင်းနေလို့ရှိတယ်ကျွန်တော်နိုင်ငံမှာလည်းတပ်ဖက်ကဒေါန်ဆိုင်စုကြည်ကိုဖျားတဲ့သူကုတုံးလုံးလို့ချက်ချပေးမယ်တပ်ဖက်မှာဒေါန်ဆိုင်စုကြည်ကိုရောင်ချောင်းတင်းတဲ့လူတွေရှိတယ်အဲ့ဒီလိုပဲတပ်ဖက်မှာတပ်မတော်နဲ့တပ်မတော်ကောင်းဆောင်ကိုအသက် အသက်တွေပေးပြီးချက်တဲ့လူရှိတယ်လို့အင်မတန်မှရွှေရှောင်မုန်းတီးနေတဲ့လူတွေရှိတယ်။ကျွန်တော်နိုင်ငံကောင်းဆောင်ကဘာကောင်းဆောင်တွေလူတော်ချက်ချင်မုန်းချင်ချက်တဲ့လူမုန်းတဲ့လူရှိတယ်လို့ကျွန်မလိုမိမတယောက်ကိုလည်းချက်တဲ့လူရှိတယ်လို့မုန်းတဲ့လူတွေရှိမှာပဲ။ဆိုတော့ချက်တဲ့လူကချက်တဲ့လျောက်ကျွန်မပါချင်းချမ်းသာပါစေမဘူးတူလေးအန်ဒီရကင်းပေးရှင်ပါစေဆုတောင်းပေးမယ်မြတ်တာပို့တာပေးမယ်။မုန်းတဲ့လူကလည်းမုန်းတဲ့လျောက်ရန်ရှာမယ်ပြဿနာရှာမယ်။ဆိုတော့ဒါတွေကိုကျွန်မကနားလေတဲ့သဘောပေါက်တဲ့အတွက်တော်ရုံကျွန်မကဘသူလာပြပြကျွန်မသိခံလိုက်တယ်။ဆိုတော့အဲ့ဒီအန်ဒီတယောက်ကျွန်မပြောရဲကျွန်မသိခံလိုက်တယ်။ဆိုတော့အဲ့အန်ဒီကျွန်မအကြောင်းပြောရဲကျွန်မပြန်မပြောဘူး။ ။ဘာလို့ဆိုတော့ကျွန်မတူမရမှာကိုရင်လုံးနဲ့ကျွန်မဘယ်သူ့ကိုဆိုတိခဲနဲ့တိခဲရဲ့အကြောင်းရင်းဒီချက်တယ်လို့ရှိတယ်လို့မုန်းတယ်လို့ရှိမှာပဲ။ကိုကြိုက်တာကိုလုပ်နေတာဖြစ်တဲ့အတွက်ချက်တယ်သူရှိတယ်လို့မုန်းတယ်လို့ရှိမယ်။အဲ့တော့ကျွန်မတိခဲတယ်။နောက်တစ်ခါအဲ့အန်ဒီကပဲကျွန်မကိုထပ်ပြီးပြောတယ်။ဖြစ်ပြီးပြောတော့အကောက်တူကတင်ထားတာဖြစ်တဲ့အတွက်အဲ့ဒါအကောက်တူဖြစ်ပါလေအကောက်တူဖြစ်ကြောင်းကိုကျမက YouTube အမြဲတမ်းသုံးနေတဲ့အတွက်ကျမရဲ့ YouTube မှာပြီးခဲ့တဲ့9လပိုင်း28ရက်နေ့ကတင်ထားပါလေဆိုပြီးကျမကအေးအာကြီးကြောင့်ပြန်ပြီးဖြည့်ရှင်းလိုက်တော့အဲ့ဒီအန်ဒီနဲ့ကျမလည်းပြည်လည်မှုရသွားတယ် ပြဿနာကအဲ့ဒီအန်ဒီကကျွန်မကိုလာပြီးပြဿနာရှာတယ်။ကျွန်မကပြဿနာပြန်မလို့ဖယ်တဲ့အရာကြီးကြောင့်ဒါဒီအကောင့်တူဖြစ်ကြောင်းကိုပြီးခဲ့တဲ့9လပိုင်း28ရက်နေ့ကကျွန်မပြောထားပါတယ်ဆိုပြီးတော့ပြောလိုက်တော့သူနဲ့ကျွန်မလည်းပြေလည်မှုရှာတယ်အဲ့ပြဿနာပြီးသွားပြီချင်တာကိုအဲ့ဒီအန်ဒီနဲ့ခင်းတဲ့နောက်တဲ့အန်ဒီတယောက်ကအတော်တယောက်ကဒီပြဿနာကိုအစားဆွဲထုတ်ပြီးတော့ကျွန်မကဒီဥစ္စာကအကောင့်တူဆိုအစိုးရအကောင့်တူလို့မပြောဘဲနဲ့ဒီအန်ဒီကကျွန်မကိုပြောမှမှာကျွန်မကအကောင့်တူကြီးပါဆိုလို့ထားပြောတယ်ဆိုကျွန်မကိုရန်ရှာတယ် ။တကယ်တော့ဒါကြီးကအောက်တူပါဆိုတော့သူတို့မတိုင်ငယ်ရင်းနေကကျမပြောပြီးသားနော်။အဲ့ဒီကာယကံရှင်ကကျမကိုပတ်အင်းလုံးရလာရှာတဲ့အတိုင်းနဲ့ကျမလည်းပြေးလေသွားပြီ။ပြဿနာကအေးစစ်သေးပြီးတော့နောက်ထပ်အတော်တယောက်ကအတော်ကြီးတယောက်ကကျမကိုလာပြီးချက်ပြီးပြဿနာရှာတယ်။နော်ကျမနာမည်ထည့်မပြောဘူး။ဘာလို့လဲဆိုတော့အင်းတို့ကတော့စိတ်သက်တွေပေါ့လုံရက်တွေပေါ့သူတို့ကငါ့ရင်မျိုးသားရေးလုခင်တာပဲ။ငါမျိုးသားရေးဆိုတာဘာမှမသိခင်ကျမခုနှစ်တန်းရှစ်တန်းအကြောင်းလို့ဘဝရေကသူတို့ကမျိုးသားရေးလုခဲ့တယ်လို့ဆိုတဲ့လေးစားတမှုလေးနဲ့ ကျွန်မအမြဲတမ်းလေးစားတယ်ကျွန်မရှိမှသူ့မကောင်းချောင်ဘယ်သူလာပြောပါစေသူ့ကောင်းချောင်ပဲကျွန်မပြန်ပြောပေးခဲ့တယ်အဲ့ဒါမှန်တော့စကားစကားအခုတော့ကျွန်မထင်ထားတဲ့အချင်းကြီးတဲ့စိတ်တည်းနဲ့တကယ်အတွင်းစိတ်တည်းကတခြားအဖြစ်ဖြစ်နေလို့နာမည်တော့ထုတ်မပြောချင်ဘူးเนาะဆိုတော့ထားလိုက်တော့ကျွန်မပုဂ္ဂိုလ်ကြီးတွေတိုက်ခိုက်တယ်ကျွန်မအတေဖြစ်တယ်ကျွန်မတိခိုက်လိုက်တယ်ကျမအတိခံပြီးဘာမှပြန်မပြောတော့ပထမလာပြောတဲ့အန်တီကအဲ့ပြဿနာကိုတခါအစပြန်ဆွဲထုတ်ကြတယ်ဆိုတော့ ပြဿနာရေးပေါ်မှာကျမရှင်ဝဲဦးတည်လာပြီးတော့ဒီနားမှာ ਨੇ တပုတ်ဦးလိုရစ်ခွေနေတယ်ဆိုတော့အဲ့ဒီကိစ္စကြီးကငါတို့တပတ်ဘတ်တို့တွေအကျိုးရှိတယ်လေဘတို့တွေအကျိုးမြတ်ရမယ်လေရွေးချက်ကပါလေအရန်ပေါ်လာပြီးရန်တည်တာထင်ရှားနေတယ်ဆိုတော့သူ့ကိုဘာကြောင့်ငပိလို့ခေါ်လဲဆိုတော့ကျမကိုမှတပတ်ပေါက်တယ်ထားပါလေကျမဒီပရမချောင်းချင်ပြီကျမကအတည်ပြမှုတယ်ကျမသိခံပါတယ်ဒီနေ့ကျမပြောတဲ့ဇာတ်ကနောက်ဆုံးပါဒီနေ့ကျမဗဇက်ကသူများအကြောင်းထုတ်ပြောတာနောက်ဆုံးပါကျမသိခံလိုက်ပါတယ် ို့တော့ဒီနေ့ဒီနောက်25ကျော်ရှိရနေရှိရနေနောက်ပိုင်းကျမရဲ့အကြောင်းကိုနှုတ်ပြန်ဖြစ်စေစာနဲ့ဖြစ်စေထပ်ပြီးအသေးသေးထည့်မယ်ဆိုရင်ကျမတိခံမှုတိုင်းတာကုန်သွားပါပြီရှင်။ကျမကအခုနာမည်နာမည်ကြောင်းပွင့်ပြန်ကွာကွာနေမကောင်းပြန်စကားပြောတာအဆင်မပြေဘူး။ကျမကိုပဲပြန်ဖြစ်နေရနော်။ကျမကွာကျမနာမည်ပြန်အောင်တိခါချအောင်ကျမပုပ်ပွေရတိုက်ခိုက်တယ်။ကျမတိခံလိုက်တယ်။ ကျမကတက်ငယ်ပေးမယ်ကျမတည်ငယ်ရှိတယ်ငါသူတပားအကျိုးမရှိတဲ့ကိစ္စမျိုးနှုတ်ကြောင်တေးပြီးနှုတ်ကြောင်ကြည်တာမျိုးကျမမဖြစ်ဘူးအဖြစ်မခံဘူးကျမသိချလိုက်တယ်ဒီစကားဒီမှာပင်ပြပါပြီသို့တော့နောက်နောက်ဒီနေ့2025ခုနှစ်ဂျော်ရှိရနေ့ဒီနေ့ရနောက်မှာကျမအကြောင်းကိုနှုတ်ဖြင့်စာဖြင့်ထပ်ပြီးပြောခဲ့လို့ရှိရင်ကျမတည်မခံပါဘူးအတေးဖြတ်မှုတည်အတေးဖြတ်မှုပုံမှန်၄ကိုကိုပုံမှန်900ရဲရဲပိုင်ပါတယ်အာမခံရပါတယ် ဆက်သွယ်ရေးပေါ်မှာ66ကြောက်ကြာကြီးရေးရေးပိုင်ပါတယ်အာမခံပါတယ်အာမခံရပါတယ်သို့တော့ social ကွန် social media မှာလူမှုကွန်ရက်မှာအသေးဖြတ်လို့ရှိရင်ပုံမှန်လေးကိုကို900နဲ့66ကြောက်ကြာကြီးတွဲလို့ရှိရင်အဲ့ဒီအမှုကအာမခံမရပါဘူးထပ်ပြောပါမယ်ရှင်အဲ့ဒီလိုမျိုးဆက်သွယ်ရေးပေါ်မှာနဲ့အသေးဖြတ်မှုပေါ်မှာနှစ်ခုပေါင်းလိုက်လို့ရှိရင်ဒီအမှုက ရေးရေးမပိုင်ပါဘူး။အောင်မခံမရပါဘူးရှင်။ဒါကြောင့်မလို့ငါသူတပါအကျိုးမရှိတဲ့ဇကားတွေကိုနှုတ်ကြောင်သင်နှုတ်ကြောင်ကြည့်ရဘယ်ပါစီနဲ့မဖြစ်စေချင်ပါဘူးရှင်။နော်။ကျမကလက်နာသူဖြစ်ပေမဲ့ကျမကပဲအသိနဲ့တရေကိုစင်ချင်ပြီ။ကျမတီးခံလိုက်ပါရဲ့။နောက်နောက်ကျမအကြောင်းကိုထပ်ပြီးအသေးရေးထပ်မယ်ဆိုရင်ကျမလုံးဝတီးမခံပါဘူးရှင်။ဆိုတော့အဲ့မှာလူတွေအများဆုံးပြောကြတယ်မေကွန်။လူတွေအများဆုံးခနဲ့ကြတယ်အခုဖတ်တော့ဖတ်တော့လိုင်စင်မဲ့ကားရေးဆိုင်ကြီးဖမ်းတာကိုမဘုတ္တုဘာလို့မပြောတာလဲတချို့ကြတော့မဘုတ္တုကဘာ ဘာအလုပ်လုပ်ပြီးချမ်းသာလေတလေတချို့ကြတော့ကျမကဝတ်တောက်ဆိုင်ရယ်စီးနေတဲ့အတွက်ဝတ်တောက်ဆိုင်ရယ်တွေဖမ်းလာဖို့နှုတ်ပိတ်နေတယ်ဆိုပြီးတော့ကျမကိုဆွဆွဲတယ်တကယ်တော့ကျမကနှုတ်ပိတ်နေတာမဟုတ်ဘူးရှင်းတို့ကနားရီပိတ်နေတာအဲ့ဒီဝတ်တောက်လိုင်စင်မဲ့ကားရီဆိုင်ရယ်တွေဖမ်းဆီးမှုကိုကျမပြောထားပါတယ်ကျမကောင်းတယ်မှာဝေရှာကြည့်ပါဆိုတော့ဥပဒေနဲ့ညီသွားရမယ်နော်နိုင်ငံတော်အခွင့်အရေးနဲ့လာရဲဒါကြောင့်မလို့လိုင်စင်မဲ့ကားရီဆိုင်ရယ်တွေဖမ်းလာကောင်းတယ်အားပေးတယ်တိုးတော့လိုင်စင်မဲ့ဥပဒေနဲ့ဥပဒေမဲ့ကိုထုံးမှုတွေ တိုင်းပြည်တွက်ခွန်မှုတွေအများကြီးနေနာပါတယ်။လိုင်စင်မဲ့ဥပဒေမဲ့မြေသားတထုတူပေါ်မှုတွေရွှေလုတ်ွက်တွေကြောက်စိမ့်လုတ်ွက်တွေတိုင်းရင်သားလက်နက်ခိုင်ဖွဲ့အမိခံပြီးစစ်စီပွားရေးလုပ်နေကြတာရှိပါတယ်နော်။ကျောတက်တွေဆိုလို့ရှိရင်လည်းပဲအလောင်းတော်ကသမမျိုးသားဝင်ပေးမဲ့တော့တက်တီကိုနှစ်ချိုးတက်ပြင်နေကိုပါသုံးလုံးတွေကခိုးယူရောင်းချထိုးလုပ်နေတဲ့အတွက်တက်တော် area ရဲ့80ရာခိုင်နှုန်းမှာရှိရဲ့နှစ်ချိုးတက်ပြင်အကြီးတွေပြောင်းနေပါပြီဆိုတော့ဘူးနကအဖွဲ့ကကောင်းကိုတိုင်းက ဖုံးတဲ့ဗီဒီယိုမှတ်တမ်းရိုက်ယူပြီးတက်တဲ့ဖိုင်တွေသူတို့ချင်းချင်းဟိုမှာချပြထားတာလေးရှိတယ်။မဟာမြန်ပေးမဲ့တော့မှာဆိုလို့ရှိရင်လည်းအဲ့ဒီမှာကျုံးတတိအဲ့မှာရှိတဲ့အင်ကင်ကရူတွေလာမှတို့အဓိကရောင်းချနေကြတယ်။အဲ့ဒီလိုမျိုး license မဲ့တစ်ထုတ်လုပ်မှုတွေနိုင်ငံရဲ့တိုင်းပြည်ရဲ့အခွင့်အရေးအများကြီးညှိနှိုင်းပါတယ်။တော့ license မဲ့ကားကြီးဆိုင်ငယ်ကြီးဖန်ဆီတို့လိုအရေးယူတို့လိုဒါမျိုးတွေကိုလည်းအရေးယူပေးစေချင်ပါတယ်။နောက်တစ်ခုကဖားကက်မှာချီခွေမှာရှိရကချီခွေမှာရေကြီးတော့အဲ့ရေကြီးနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မြေရှာတဲ့လူတို့ဘာမှမရှိလို့ကွက်တယ်နော်။ချောင်းဆိုင်လို့ကွက်တယ်အဲ့ဒီအကြောင်းလေးကျွန်မပြောပြပါတယ်နော်။ဆိုတော့ လိုင်စင်ဘက်ကရေလိုင်စင်ဘက်ထံငယ်တွေဖန်ကြီးရေးယူသလိုတိုင်းပြည်အတွက်အခွန်နဲ့နာမှုအတွက်ဖန်ကြီးရေးယူသလိုအဲ့ဒီလိုလိုင်စင်ဘက်ဥပဒေမဲ့လှုပ်ဆောင်မှုတွေကလည်းတိုင်းပြည်အတွက်အခွန်ဝင်ဝင်နေလာတဲ့အတွက်ဒီကိစ္စတွေကိုမှလည်းဇိုးရအနေနဲ့ဖြေရှင်းပေးမယ်နှိမ်နှင်းပေးမယ်ဆိုရင်ပို့ပြီးတော့ပြည်သူတွေကကြိတ်ခုတင်မှာပါဆိုတဲ့အကြောင်းကိုကျွန်မရင်ထဲကပြောထားတယ်။ရှင်တို့တွေနားလင်းနေလို့မကြတာဖြစ်လိမ့်မယ်။နော်ဆိုတော့ကျွန်မကဝက်တောက်ဆိုင်ငယ်စီးနေလို့ကျမကနှုတ်ပိတ်နေရကြမဟုတ်ပါဘူး။နောက်တစ်ခုကကျမဘာလို့လုပ်လဲဆိုတာကိုကျမကညဘာလို့လုပ်ပြီးဟို မချမစားနေလဲပေါ့နော်ဘာမှမလုပ်ဖဲနဲ့တချို့ကကျမကအမြဲကျမဆိုင်ငယ်ဘေးရွက်တွေအငှားချထားတယ်ဆိုတာကျမ YouTube မှာတင်းတယ်ကျမ YouTube ကလူတွေတော်တော်များများတည်တယ်ဒီလိုလည်းပဲကျမကဆိုင်ငယ်ဘေးတွေဝက်တောက်တွေစီးလို့ကျမကဝက်တောက်ကိစ္စကိုနှုတ်ပိတ်နေတယ်ဆိုပြီးလာပြောကြတာနော်ဆိုတော့ကျမဘဘူးဘာလုပ်လို့လဲဘာမှမလုပ်ပါဘူးဘာလို့မလုပ်တာလဲအိမ်ထဲမှာထိုင်နေရင်းနေတောင်မှဘယ်နားမှာဘသူအသက်ခံလိုက်ရပြီဟိုနားမှာဟိုလူအသက်ခံလိုက်ရပြီနေ့စဉ်နဲ့များတည်နေကြနေရတာ တော့ကျမတို့ကကိုယ်အသက်အန္တရာယ်ကိုကြည့်ရှာပါတယ်။ဒါကြောင့်ကျမအပြင်ထွက်ပြီးလုံးမလုပ်ဘူး။အလုံးမလုပ်ပဲဘုရားပစံနဲ့ထမင်းစားတယ်။ကျမဆိုင်ငယ်ဘေးရဲအငှချတာရယ်။ဆိုင်ငယ်တစည်းကို၄တောင်။ဆိုင်ငယ်တစည်းကိုတရက်ကို၄တောင်နဲ့၁၄စည်း။တရက်ဝင်ငွေဘယ်လောက်ရှိလဲတော့ကြည့်ပါ။ငင်းဆိုင်ရဲ့ဆက်လေးဒီတစ်ပိုင်းလေးဝင်နေလာမဝင်နိုင်ဘူးကျမမချမ်းတော့ကျမစပြီဝယ်တော့ကျမမရှိနေရွှေတုံးငွေစားအကုန်စုပြောင်းချတာဆိုင်ငယ်6စီးပဲဝင်နိုင်အဲ့ဒီ6စီးကနေပြီးကျမရင်းရင်းမြှုပ်နှံလိုက်တာနှစ်နှစ်အတွင်းမှာနှစ်နှစ်ကျော်မှာကျမဆိုင်ငယ်ဆက်လေးကြီးရတယ် ။ဆိုင်ရယ်ဆက်လေးတွေရတဲ့အတွက်ကျမဘာလုံးမှမလုပ်ပဲနဲ့တရက်ကိုဝင်ငွေအနည်းဆုံး9000ရတယ်။နော်။ဘာလုံးမှလုံးရှာမလို့ရဲကျမဝင်ငွေ9000ရတယ်။ဟောဆိုတော့အခုဘုတော့ဆိုင်ရယ်ဖမ်းတော့မယ်ဆိုတော့မဟုတ်ဘူးသူထမင်းဦးတော့ရိုက်ကွဲတော့မှာပဲဆိုပြီးတော့အားရဝမ်းသာမပြောကြနဲ့။အဲ့ဒီဆိုင်ရယ်ပြီးရဲဒီအကုန်လုံးရောင်းပြီးတော့ကျမကားဒစီအင်စတောမန့်နဲ့ဝယ်ထားတယ်။အဲ့ဒီကားစကြီးကိုအင်စတောမန့်နဲ့ဝယ်ပြီးတနေ့တတိငွေသွင်းရင်ကျမကားပိုင်ဖြစ်မယ်။ ။နောက်တစ်ခုကကျမကဖုန်းနှလုံးရှိရယ်။အခုပြောနေတဲ့ဖုန်းပြင်ကျမက tablet ဖုန်းတစ်လုံးရှိရယ်။အဲ့ဒီဖုန်းကိုကျမငှားထားတယ်။ဘယ်လိုငှားရလဲဆိုတော့နော်။ဟာ6တက်ခောက်တာ။အန်စာတုံးလေးကိုဂလုတ်ဂလုတ်လို့နှိပ်လိုက်လို့ရှိရင်သူကြရဲ့အကွက်တိုင်းရှိရတာ။6တက်6တက်ပုံနဲ့6တက်လို့ခေါ်ရယ်ကျမတို့ရှိမှာအန်စာတုံးလေးနှိပ်တာ။အာ